ကုန်တင်ကားကြီးကြောက်ထဲထုတ်ကြပြီးအသက်ဘီနဲ့ကြုံလိုက်ရတဲ့ကားဆရာကြီးအလုံးမေးမင်္ဂလာပါ main new channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါပြီးခဲ့ရက်အောက်တိုဘာ9ရက်နေ့မနက်ပိုင်းမှာတော့မြဝတီဝေါ်လီမြိုင်လန်းသုံးတက်ကွိနာမှာကုန်တင်ကားတစ်စီးမြေပြောအီမိုကြောင့်လမ်းဘေးကိုထိုးကြတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့ပါတယ်ဒါကတော့ကုန်တင်ကားကြီးမောင်းနေသူတွေအမြဲတမ်းထားရမှာဖြစ်ပြီးခုလုံနေရာတွေကတော့လမ်းဘေးမြေပြောပြီးကားလိန်ဆင်းသွားနိုင်တဲ့အနေပါပဲ ။ဘဝတွေကတော့ထင်သလောက်မလွယ်ကူပါဘူး။ဝမ်းစာအတွက်မိသားစုအတွက်အလုံးလုံးနေကြရပေမဲ့လေတကယ်လို့တွေ့မှာတော့အရန်ကိုအနေများလုံးမိုက်။အခုတခါမှလည်းကရင်ပြည်နယ်မြောက်ဝတီမြို့တုံးထက်ကွိမှာတော့အောက်တိုဘာ9ရက်နေ့နက်ပိုင်းကကုန်တင်ကားကြီးတစ်စီးကြောက်ထဲပြုတ်ကျသွားခဲ့တာပါ။ကားကတော့မြောက်ဝတီဝါလီမြိုင်သွားကားလမ်းအတိုင်းမောင်းနေလာခဲ့တာဖြစ်ပြီးကုန်တင်ကားဝေးလဲတအားများလွန်းတာနဲ့တုံးထက်ခွေအရောက်မှာ လမ်းပီးချပီးကားရဲ့နားထားစဉ်မိသားပြုံးဤတဲ့ဖြစ်တဲ့ခုကြောင့်ကားကကြောက်ထဲကိုပြုတ်ကျသွားပါ යි ဒါပေမဲ့ကားသမားကတော့အချိန်မီစင်းတိုင်းလို့အသက်ဘီးကလွတ်ခင်းရပြီးကံကြီးလို့သာကားသမားလည်းအသက်ဘီးကလွတ်ခင်းတာပါကြည့်မိသူတိုင်းကတော့ကာသမဘွားကမလွယ်ပါဘူးခုလေကာသမခုံချမြန်လို့နောက်မှဆိုမတွေးရဲစရာကြီးပါဂယုဆိုင်ပြီးမောင်းကြပါကားစရာတို့ရဲ့အယံကိုအနည်းငယ်များလုံးမိုက်အဆိုပါရှင်တိန်မမှုဖြစ်စင်မှာတော့စနက်ဘိန်းပေါ်မှာလိုက်ပါလိုက်စပယ်ယာအမျိုးသားကတော့ ောက်မှာရှိနေခဲ့ပြီးကားစရာတော့ကားပေါ်မှာရှိနေခြင်းဖြစ်တာမလို့ကားလေကြောက်ထဲကိုအကြကားစရာလေခုံစင်းခဲ့တာမလို့ကန်တီလို့လွတ်ခန့်ရပြီးအနေငယ်တန်ရတာရရှိခဲ့တာပဲဖြစ်ပါတယ်။ရေမောင်းထိခိုက်တန်ရရခဲ့ပြီးကားကတော့ကြောက်ထဲကျတော့ကားလေပျက်စီးသွားခဲ့ရပါတယ်။ကားမှာတင်လာပျက်စီးတချို့တဝက်ပျက်စီးသွားတယ်လို့သိရပါတယ်။ခုနောက်ပိုင်းမှာတော့မြေပြုံမှု ရေစီးသဏ္ဍာရီကြောင့် လမ်းတွေအများအပြားမြည်ကျွန်းတာပြိုကျတာမျိုးတွေများစွာရှိလာခဲ့တာပါဒီလိုကြောင့်မဲလမ်းတွေမှာအရန်ကိုအနေများလာပြီးလမ်းပြုတ်ပြင်တာတွေလည်းမရှိရကြောင်းလမ်းတွေကချော့မြေတွေပြိုတာတွေကျုံလာရပြီးအတ္တိကတော့ဝေအများကြီးတင်ထားတဲ့ကားတွေဆိုရင်တော့ဒီလိုနေရာတွေမှာအထူးသတိထားသင့်ပါသေးအရန်ကိုအနေများပါဒီလိုအနေအရီကအသက်ပါထိခိုက်နိုင်တာဖြစ်လို့အလုံးလေးကူးဆိုင်တင်ပါတယ်အခက်မသိရင်အခုလိုအဖြစ်မျိုးနဲ့ကြုံရနိုင်တာမလို့ အလုံးကျူးဆိုင်ကြဖို့တတိပေးလိုက်ရပါတယ်။ကားစရာတွေအလုံးအနည်းကင်းပေးရှင်ပြီးလန်ခီဟူသည်များအစဉ်ပြေချောမွေပါစီအစောထိကြည့်ပြီးလို့အလုံးကျေစွတ်တင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ကောင်းစီရီတောင်ရင်ပြင်ပေါ်မှာအပေါ်ဆွန်ခဲ့တဲ့အမျိုးသားတို့အလုံးမင်းမင်္ဂလာပါ။မင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့နိုင်ငံတကာကလူအများအထွတ်မြတ်ထားရာရွှေတကုံဖျားပေါ်မှာအမျိုးသားတယောက်သိပောက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့တာပါ။ ဒီဗီဒီယိုကိုမြင်မြင်ချင်းမှာတော့အားလုံးကလည်းစိတ်ဆိုးဒေါသထွက်နေကြပြီးမစီမကျင်လောက်တဲ့အမျိုးသားအပေါ်အရင်ယူသေးခြင်းခဲ့ကြတာပါ။ဒါကြောင့်စုံစမ်းချိန်မှာတော့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်ကရွှေတကုံစီရီတော်ရင်ပြင်ပေါ်မှာအပေါ်ဆွန့်ခဲ့သူအမျိုးသားကိုဖမ်းမိခဲ့ပါတယ်။ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရာရွှေတကုံဘုရားပေါ်မှာအပေါ်ဆွန့်ခဲ့တဲ့အမျိုးသားကိုဖမ်းမိခဲ့ပြီးအားလုံးကတော့ဘာသာတရားနားမလည်တာလားမိဘစုစုံမမှမရှိရလားဆိုပြီးအမျိုးမျိုးပြောနေကြတာပါ။ ဖြစ်စဉ်ကတော့အော်တိုဘားလာ၁ရက်နေ့ရွှေတကုံစီတော်ရှိအင်္ဂါတောက်မြေဆိုင် GD အမှတ်48နဲ့အုတ်ကူစီတီအမှတ်138ကြားမှာအမျိုးသားတအုပ်အပေါ်သွားနေခြင်းကိုဖျားဘူးခီးတဲ့တအုပ်ကဗီဒီယိုရိုက်မိခဲ့တာပါဖျားဘူးခီးတဲ့ကတော့ဂေါပကကိုသွားရှာနေလွတ်သွားမှာဆိုလို့ဗီဒီယိုကိုပဲအမိအယအမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့အဆိုပါဗီဒီယိုဖိုင်ကနေတစ်စိစစ်ဆေးခဲ့ကြခြင်းကမယန်းကုန်းမြို့နယ်နေတင်မျိုးဝင်းစုသူဟာ ဖျားလာပူရင်ဇီးတီတွေကြားမှာအပေါ်သွားခဲ့တာကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းထိရောက်စွာအမှုဖွင့်အရေးယူသွားမယ်လို့ရဲအဖွဲ့ကတရင်ထုတ်ပြန်ခဲ့ပါတယ်။ထို့အမျိုးသားကတော့ရွှေတကောင်ဇီးတီတော်ရှင်ပြေပေါ်ရှိအင်္ဂါတောင်မြေဆိုင်ဇီးတီအမှတ်48နဲ့အုတ်ကူဇီးတီအမှတ်138ကြားမှာဘလို့မှမအောင်နိုင်တော့လို့အပေါ်သွားမိခဲ့တာလို့ဆိုပါတယ်။ထို့အမျိုးသားကတော့ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်9ရပ်ကွက်နေတင်မျိုးဝင်းခဝန်ဒီဖြစ်ပြီးအသက်29နှစ်အရွယ်ရှိပြီး စက်တင်ဘာ22ရက်နေ့ကရွှေတကုံစည်တီတော်မြက်ကြီးအားတွားရောက်ပူမြော်ပြီးဖျားပေါ်မှာပြန်ဆင်းစဉ်အင်္ဂါထောက်မြေဆိုင်စည်တီအမှတ်48နဲ့အုတ်ကူစည်တီအမှတ်138တိုင်းအပေါ်သွားခဲ့ခြင်းဖြစ်ကြောင့်အောက်တိုဘာ2ရက်မှာစစ်ဆေးဖော်ထုတ်အရင်းယူနေခဲ့ရတာပဲဖြစ်ပါတယ်။ထို့သောဗုဒ္ဓဘာသာဝင်အထွတ်မြတ်ထားရရွှေတကုံစည်တီတော်ရှင်ပြေပေါ်မှာ အပေါ်ဆုံးခဲ့သူတင်မျိုးဝင်းခဝန်နီအားတကုံမျိုးမရဲစခန်း၌ရဲရဲမပိုင်သောပြစ်မှုများပတ်ပုံတင်အမှတ်စဉ်၄မြင်းစာ2025ရာဇသက်ကြီးပုံမှ295ကကြီးဖြင့်တရင်ချက်ရေးဖွင့်ကဥပဒေနဲ့အညီထိရောက်စွာအမှုဖွင့်အရေးယူနိုင်ရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။အခုလိုမျိုးမြမလူမျိုးတိုင်းအထွတ်အမြတ်ထားရရွှေတကုံဖျားပုံမှာအပေါ်သွားခဲ့တဲ့အမျိုးသားအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ ကုန်တင်ကားကြီးကြောက်ထဲထုတ်ကြပြီးအသက်ပြီးနဲ့ကြုံလိုက်ရတဲ့ကားဆရာကြီးအလုံးမေးမင်္ဂလာပါမိန်နျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါပြီးခဲ့တဲ့ရက်အောက်တိုဘာ9ရက်နေ့မနက်ပိုင်းမှာတော့မြဝတီဝေါ်လီမြိုင်လန်းသုံးတက်ကွိနာမှာကုန်တင်ကားတစီမြေပြောအီမိုကြောင့်လမ်းဘေးကိုထိုးကြတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့ပါဒါကတော့ကုန်တင်ကားကြီးမောင်းနေသူတွေအမြဲတမ်းထားရမှာဖြစ်ပြီးခုလုံနေရာတွေကတော့လမ်းဘေးမြေပြောပြီးကားလိန်ဆင်းသွားနိုင်တဲ့အနေပါပဲ။ ။ဘဝတွေကတော့ထင်သလောက်မလွယ်ကူပါဘူး။ဝမ်းစာအတွက်မိသားစုအတွက်အလုံးလုံးနေကြရပေမဲ့လေတကယ်လို့တွေ့မှာတော့အရန်ကိုအနေများလုံးမိုက်။အခုဒီကမှာလေကရင်ပြည်နယ်မြောက်ဝတီမြို့သုံးထပ်ကွိမှာတော့အောက်တိုဘာ9ရက်နေ့နက်ပိုင်းကကုန်တင်ကားကြီးတစ်စီးကြောက်ထဲပြုတ်ကျသွားခဲ့တာပါကားကတော့မြောက်ဝတီဝါလီမြိုင်သွားကားလမ်းအတိုင်းမောင်းနေလာခဲ့တာဖြစ်ပြီးကုန်တင်ကားဝိတ်လဲတအားများလွန်းတာနဲ့သုံးထပ်ကွိအရောက်မှာ လမ်းပီးချပီးကားရဲ့နားထားစဉ်မိသားပြုံးအီးရဲ့ဖြစ်ရတခုကြောင့်ကားကကြောက်ထဲကိုပြုတ်ကျသွားပါတယ်။ဒါပေမဲ့ကားသမားကတော့အချိန်မီစင်းနိုင်လို့အသက်ဘီးကလွတ်ခင်းရပြီးကံကြီးလို့သာကားသမားလည်းအသက်ဘီးကလွတ်ခင်းတာပါ။ကြည့်မိသူတိုင်းကတော့ကာသမဘွားကမလွယ်ပါဘူးခုလေကာသမခုံချမြန်လို့နောက်မဆိုမတွေးရဲစရာကြီးပါဂယူးဆိုင်ပြီးမောင်းကြပါကားစရာတို့ရဲ့အယံကိုအနေရများလုံးမိုက်အဆိုပါရှင်တိန်မောင်းမှုဖြစ်စင်မှာတော့စနက်ဘိန်းပေါ်မှာလိုက်ပါလိုက်စပယ်ယာအမျိုးသားကတော့ အောက်မှာရှိနေခဲ့ပြီးကားစရာတော့ကားပေါ်မှာရှိနေခြင်းဖြစ်တာမလို့ကားလေကြောက်ထဲကိုအကြကားစရာလေးခုံစင်းခဲ့တာမလို့ကန်တီလို့လွတ်ခဲ့ရပြီးအနှဲငယ်တန်ရာသာရရှိခဲ့တာပဲဖြစ်ပါရေမောင်းထိခိုက်တန်ရာရခဲ့ပြီးကားကတော့ကြောက်ထဲကျတော့ကားလေပျက်စီးသွားခဲ့ရပါကားမှာတင်လာပျက်စီးတချို့တစ်ဝက်ပျက်စီးသွားတယ်လို့သိရပါခုနောက်ပိုင်းမှာတော့မြေပြုံမှုရေစီးသဏ္ဍာရီကြောင့် လမ်းမီအများအပြားမိကျွန်းတာပြိုကျတာမျိုးတွေများစွာရှိလာခဲ့တာပါဒီလိုကြောင့်မဲလမ်းတွေမှာအရန်ကိုအနေများလာပြီးလမ်းပြုတ်ပြင်တာတွေလည်းမရှိရကြောင်းလမ်းတွေကချော့မြေတွေပြိုတာတွေကျုံလာရပြီးအတိကတော့ဝေအများကြီးတင်ထားတဲ့ကားတွေဆိုရင်တော့ဒီလိုနေရာတွေမှာအထူးသတိထားသင့်ပါသေးအရန်ကိုအနေများပါဒီလိုအနေအရီကအသက်ပါထိခိုက်နိုင်တာဖြစ်လို့အလုံးလေးကူးဆိုင်တက်ပါတယ်အခက်မသိရင်အခုလိုအဖြစ်မျိုးနဲ့ကြုံရနိုင်တာမလို့ အားလုံးကြိုးစားကြဖို့တတိပေးလိုက်ရပါတယ်။ကားစရာတွေအားလုံးအနည်းကင်းပေးရှင်းပြီးလန်ခီဟူသည်များအဆင်ပြေချောမွေပါစေ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ကောင်းစီရီတော်ရင်ပြင်ပေါ်မှာအပေါ်ဆွန်ခဲ့တဲ့အမျိုးသားတအုပ်အားလုံးမင်းမင်္ဂလာပါ။ Menu Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့နိုင်ငံတကာကလူအများအထွတ်မြတ်ထားရာရွှေတကုံဖျားပေါ်မှာအမျိုးသားတယောက်သိပ်ပေါက်ခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့တာပါ။ ဒီဗီဒီယိုကိုမြင်မြင်ချင်းမှာတော့အားလုံးကလည်းစိတ်ဆိုးဒေါသထွက်နေကြပြီးမစီမကျင်လောက်တဲ့အမျိုးသားအပေါ်အရင်ယူသေးခြင်းကြတာပါဒါကြောင့်စုံစမ်းချိန်မှာတော့ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်ကရွှေတကုံစီရီတော်ရင်ပြင်ပေါ်မှာအပေါ်ဆွန့်ခဲ့သူအမျိုးသားကိုဖမ်းမိခဲ့ပါတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရာရွှေတကုံဖျားပေါ်မှာအပေါ်ဆွန့်ခဲ့တဲ့အမျိုးသားကိုဖမ်းမိခဲ့ပြီးအားလုံးကတော့ဘာသာတရားနားမလည်တာလားမိဘစုစုံမမှမရှိရလားဆိုပြီးအမျိုးမျိုးပြောနေကြတာပါ ဖြစ်စဉ်ကတော့အော်တိုဘားလာတရရနေ့ရွှေတကုံစီတီတော်ရှိအင်္ဂါတောက်မြေဆိုင် GD အမှတ်48နဲ့အုတ်ကူစီတီအမှတ်138ကြားမှာအမျိုးသားတအူအပေါ်သွားနေခြင်းကိုဖျားဖို့ခီးတဲ့တအူကဗီဒီယိုရိုက်မိခဲ့တာပါဖျားဖို့ခီးတဲ့ကတော့ဂောပကကိုသွားရှာနေလွတ်သွားမှဆိုလို့ဗီဒီယိုကိုပဲအမိအယအမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့အဆိုပါဗီဒီယိုဖိုင်ကနေတစ်စိစစ်ဆေးခဲ့ကြခြင်းကမယန်းကုန်းမြို့နယ်နေတင်မျိုးဝင်းဆိုသူဟာ ဖျားလာပူရင်ဇီးတီတွေကြားမှာအပေါ်သွားခဲ့တာကိုစစ်ဆေးတွေးရှိခဲ့ရကြောင်းထိရောက်စွာအမှုဖွင့်အရေးယူသွားမယ်လို့ရဲအဖွဲ့ကတရင်ထုတ်ပြန်ခဲ့ပါတယ်။ထို့အမျိုးသားကတော့ရွှေတကောင်ဇီးတီတော်ရှင်ပြေပေါ်ရှိအင်္ဂါတောင်မြေဆိုင်ဇီးတီအမှတ်48နဲ့အုတ်ကူဇီးတီအမှတ်138ကြားမှာဘလို့မှမအောင်နိုင်တော့လို့အပေါ်သွားမိခဲ့တာလို့ဆိုပါတယ်။ထို့အမျိုးသားကတော့ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်အမှတ်9ရပ်ကွက်နေတိမျိုးဝင်းခဝန်ဒီဖြစ်ပြီးအသက်29နှစ်အရွယ်ရှိပြီး စက်တင်ဘာ22ရက်နေ့ကရွှေတကုံစည်တော်မြက်ကြီးအားသွားရောက်ပူမျောပြီးဖျားပေါ်မှာပြန်ဆင်းစဉ်အင်္ဂါထောက်မြေဆိုင်စည်တီအမှတ်48ရက်နေ့အုတ်ကူစည်တီအမှတ်138ဌာနိုင်အပေါ်သွားခဲ့ခြင်းဖြစ်ကြောင့်အောက်တိုဘာ၂ရက်မှာစစ်စည်းဖော်ထုတ်အရင်းယူနေခဲ့ရတာပဲဖြစ်ပါတယ်။ထို့သောဗုဒ္ဓဘာသာဝင်အထွတ်မြတ်ထားရာရွှေတကုံစီတီတော်ရှင်ပြေပေါ်မှာအပေါ်ဆုံးခဲ့သူတင်မျိုးဝင်းခဝန်နီအားတကုံမျိုးမရဲစခန်း၌ ရဲရင်မပိုင်သောပြစ်မှုများသက်ပုံတင် အမှတ်စဉ်၄မြင်းစာ2025ရာဇသက်ကြီးပုံမှ295ကကြီးဖြင့်တရင်ချက်ရေးဖွင့်ကဥပဒေနဲ့အညီထိရောက်စွာအမှုဖွင့်အရေးယူနိုင်ရေးဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။အခုလိုမျိုးမြန်မာလူမျိုးတိုင်းအထွတ်အမြတ်ထားရရွှေတကုံဖျားပုံမှအပေါ်သွားခဲ့တဲ့အမျိုးသားအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။